နဲ့တီးပြီးနောက်ပိုင်းမှာပူပြီးမှပွားချင်လာတယ်လို့ဖြစ်။อืมအဲ့နယုံမှားသွားပြီလား။อืมယုံမှားသွားပြီလား။ဖယောင်းယုံတော့မှမှားသွားပြီလား။อืมอืมอืมဖြစ်တယ်လေဖြစ်တယ်လေအခုဒါတွေကသမီးလိုပဲဖြစ်တယ်မထင်နဲ့ဆရာတက်တက်ခံခိုင်းနေဆိုအသက်တာမှာကြုံရတဲ့သူတွေရှိတယ်ဆိုတော့ဖះအောင်များဟာလာငါယုံတာများမှားသွားပြီလားဆိုတော့အဖွဲတွေရှိတယ်လေဟုတ်ဆိုတော့ဟုတ်ပြီဆက်ပြောပါဦးသမီးဘယ်လိုဖြစ်လဲအဲကျွန်တော်တို့ခုနကြည့်သွားတဲ့ ဗီဒီယိုကတော့ဘာလို့လဲဆိုရင်အဆိုတော်နွန်းတော်ရဲ့ဇနီးဖြစ်ပါတယ်သူကလည်းယုံကြည်ပြီးခါစားမှာဆုံးဆန်းနောက်ရှစ်ချင်းကိုကြုံတွေ့ခဲ့ရပါတယ်ဒါကရင်းနဲ့ချိုးတော့ယုံကြည်ခါစားယုံကြည်သူများအတ္တတိုင်းမှာကြုံတွေ့တတ်တဲ့ကြုံတွေ့ရတတ်တဲ့အဖြစ်ပြဖြစ်ပါလေအဲ့တော့သူ့အနေနဲ့ဘုရားသခင်ကိုယုံကြည်မိတာမားပြီလားဆိုတဲ့တန်တရားကြောင့်ဝင်လာတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်အဲ့တော့ ငယုံကြည်ခင်ကတခင်ယေရှုကိုလက်မခံခင်ကတော့အစဉ်ပြေနေသေးတယ်။ကောင်းကောင်းမမှုတွာလာတောက်စားလောက်ကင်တို့အစဉ်ပြေတယ်။ဒါပဲမဲ့လေတဲ့တခင်ယေရှုကိုလက်ခံယုံကြည်ပြီးတဲ့နောက်ပိုင်းမှာပို့ပြီးတော့တက်တာကဆောရုပ်လာတယ်။အရှင်တွေကပို့ဆိုးလာတယ်လို့ခန်းစားရတယ်။ဒါကြောင့်မို့တခင်ယေရှုကိုယုံကြည်လက်ခံမိတာမားပြီလားဆိုပြီးတော့တန်တရားဝင်ခဲ့ရတယ်ဆိုပြီးတော့ပြောပါလေ။အဲ့တော့ယနေ့ချိုးလို့ယုံကြည်သူများ တတထဲမှာဒါကကြုံတွေ့ရမယ့်အရာတွေဖြစ်ပါလေ။တခင်ယေရှုကိုလက်ခံယုံကြည်လို့ဒုက္ခဆင်းရဲတွေအားလုံးကိုကျွန်တော်တို့ကချွတ်ချွတ်မမွေ့နဲ့ကြုံလွန်သွားမယ်ဆိုလို့ဆိုလိုတာမဟုတ်ပါဘူး။အဲတော့ဖျားရခင်ကိုယ်တိုင်ကဒီနေ့လူသားတွေကိုကယ်တင်ဖို့ရန်အတွက်ခက်ခဲတဲ့လောကကြီးထဲကိုသူ့ရဲ့သားတော်ကိုဆင်လွတ်ခဲ့တာဖြစ်ပါလေ။အဲတော့တခင်ယေရှုကဒီကျလူသားတွေကြုံရမယ့်အရာတွေအားလုံးကိုကိုယ်စားခံပြီးပြီ။ဒါကြောင့်မို့ငါဟာဤလောကကိုအောင်ပြီလို့ ခင်ယေရှုကပြောခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီအောင်မြင်ခြင်းဟာသခင်ယေရှုကယနေ့ကျွန်တော်တို့ကိုတည်စေရှင်တာဖြစ်ပါလေအဲ့တော့ယနေ့ကျွန်တော်တို့ကြုံရတဲ့အရာတွေအားလုံးကကြုံရမှာပါပဲဒါမှမဟုတ်ဒီအခက်ခဲအားလုံးကိုသခင်ယေရှုကယနေ့ကိုယ်တိုင်ခံစားခဲ့ပြီးတာဖြစ်ပါလေကျွန်တော်တို့ခံရမယ့်အရာတွေခံယူခဲ့ပြီးတော့သူဖြစ်ပါလေကျွန်တော်တို့ခံစားရတဲ့အရာတွေအားလုံးကိုလည်းနားလေပေးနိုင်လို့သူဖြစ်ပါလေကိုချင်းစာပေးနိုင်လို့သူလည်းဖြစ်ပါလေ အဲ့တော့ယနေ့ကျွန်တော်တို့ဒီကိတော့အခက်ခဲတွေကိုယနေ့ကျွန်တော်လူစားတိအဖြစ်ရင်ဆိုင်ကြော်လွားဖို့ရအင်မတန်မှခက်ခဲပါလေအဲ့တော့ဒီခက်ခဲအရာတွေကိုကြော်လွားဖို့ရမဖြစ်နိုင်ဘူးဆိုတာတခင်ယေရှုခရစ်တော်တည်တဲ့ကြောင့်မို့ယနေ့သူကကိုယ်စားခံယူပြီးတာဖြစ်ပါလေအဲ့တော့ယနေ့ကျွန်တော်ကြုံရမယ့်အရာတွေအားလုံးကြုံရတဲ့အရာတွေအားလုံးကယနေ့ခရစ်တော်နဲ့အတူရင်ဆိုင်ဖြစ်ရှိမှတာလေကျွန်တော်တို့ဒါကိုအောင်မြင်နိုင်မှာဖြစ်ပါလေအဲ့တော့ယနေ့ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ယုံကြည်သူများကိုအားပေးချင်ပါတယ်အထူးသဖြင့်ယုံကြည်ခါစမိတ်ဆွေများကိုတိုက်တွန်းခေါ်အပ်ပေးချင်ပါတယ်ဒါကပါလေဆိုရင်ကျွန်တော်ရပ်ပေါင်း50ရဲ့စုံစမ်းရာကာလလို့လည်းကျွန်တော်ပြောချင်ပါတယ်အတော့တမချစာထဲမှာရှိတဲ့အခါမှာနံပါတ်50ကနန်းဟာယနေ့စုံစမ်းရာကာလဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေးရပါလေအဲ့တော့တမချစာတလျှောက်လို့မှကျွန်တော်ရှိတဲ့အခါမှာ ဒီเจ้าကိုတီးကြမှာပါရက်ပေါင်း40လုံးလုံးမိုးရွာသွန်းခဲ့ပါလေဒါပေမဲ့လေ40ရက်နေဝင်ရောက်လာတဲ့အခါမှာမိုးဆဲသွားပါလေမိုးရှိကလူတက်မှုကိုကျွလွန်ပြတဲ့နောက်ပိုင်းမှာနှစ်ပေါင်း40လုံးလုံးတေးကန္တရတော်ထဲမှာထွက်ပြေးတိတ်ချောင်းနေခဲ့ရပါလေဒါပေမဲ့လေ40တနစ်တည်းဝင်ရောက်လာတဲ့အခါမှာဘုရားခင်ဟာသူ့ကိုတဖန်ခေါ်ပြီးတော့အစ်တီလာလူမျိုးများကို အဲကရုပြီကနေရွေးလို့ဖို့ရန်အတွက်ဒီနေ့ခေါ်ယူခြင်းကိုခံခဲ့ရပါလေမိုးရှိကရက်ပေါင်း60လုံးလုံးတိလာတောင်ပေါ်မှာနေခဲ့ရပါလေဒါပေမဲ့လည်း40ရက်နေဝင်ရောက်လာတဲ့အခါမှာပညတ်တော်စေဘာကိုခံယူခဲ့ပါလေအဲ့ဒီလားလူမျိုးများဟာနေပေါင်း60လုံးလုံးကန္တရတော်ထဲမှာလေ့လေခဲ့ရပါလေဒါပေမဲ့လည်း40နှစ်ထဲဝင်ရောက်လာတဲ့အခါမှာ ဂတိတော်ထားရာပြည်ထဲကိုရှောက်သွားခေကြရပါလေ။ဂေါ်လျက်ကအစ်ဂျီလာလူမျိုးများကိုရပ်ပေါင်း40လုံးလုံးဆေးရဲချိန်ပေါင်းပြီးတော့စိန်ခေါ်ခဲ့ပါလေ။ဒါပေမဲ့လည်း40တရက်နှစ်ဝင်ရောက်လာတဲ့အခါမှာတာဝေးကသူ့ကိုလှုပ်ချအနိုင်ယူခဲ့ပါလေ။နီနီဝေးမျိုးသားတွေကိုရပ်ပေါင်း40အတွင်းနောင်တမရပါကဖြည့်ဆည်းမယ်ဆိုတဲ့တည်င်းစကားကိုပြီးခဲ့ပါလေ။ ဒါပေမဲ့လည်းသူတို့ဟာနောင်တရတဲ့အခါမှာ40တရနေ့သေးဝင်လာတဲ့အခါဘုရားသခင်ကသူဖြည့်ဆည်းမယ်လို့ပေးထားတဲ့အကြံစီကိုရပ်တန့်ခဲ့ပါလေ။တခင်ယေရှုဟာဗတိဇံခံပြီးတဲ့နောက်ပိုင်းမှာကန္တာရတော်ထဲမှာတွေးဆောင်ခြင်းကိုရပ်ပေါင်း40လုံးလုံးခံခဲ့ရပါလေ။40တရနေ့သေးဝင်လာတဲ့အခါမှာစာရမဏတ်ကသူ့အနာကနေထွက်ပြေးသွားခဲ့ရပါလေ။တခင်ယေရှုက ရှင်ပြန်ထမြောက်ပြည့်တဲ့နောက်ပိုင်းမှာသူ့ရဲ့တပည့်တော်တွေနဲ့ရက်ပေါင်း၄၀လုံးလုံးအတူတူနေထိုင်ခဲ့ပါတယ်၄၀တနည်းသေးဝင်လာတဲ့အခါမှာကောင်းကင်ဘုံကိုတက်ကြွသွားခဲ့ပါတယ်အဲတော့ယုံကြည်သူများရက်ပေါင်း၄၀ဆိုတဲ့စုံစမ်းကာလကိုကြိုလွန်သွားခဲ့ပြည့်တဲ့နောက်ပိုင်းမှာမိုးစေးသွားပါလိမ့်မယ်ကြောက်ရွံ့ကောင်းတဲ့တတိုင်းကြီးတွေပြိုလဲကျသွားပြီးတော့တင့်အတွက်ပြင်ဆင်ထားတဲ့ကတိတော်ထားရပြီးကို ဝန်စားရတော့အခွင့်အရေးရှိမှဖြစ်ပါလေ။အဲတော့တမမဆွေများရက်ပေါင်း60ဆိုတဲ့စုံစမ်းရာကာလကိုလက်မလျှော့အရှုံးမပေးတည်း၍60ရက်နေဆိုတာတင့်အတွက်စောင့်မျှော်နေပါလေ။အားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေ။